အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမှာကတော့ယူကရိန်းကနေရုရှားကိုစစ်ဆင်ရေးလုပ်ခဲ့တဲ့ပြည်ကွင်း project ကြောင့်အပိုင်းကဏ္ဍတွေနဲ့ပြုလုပ်ခဲ့ပုံအစဉ်စဉ်ကိုကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ယူကရိန်းဘလို့စီမံခဲ့မှာကိုသိကြရင်တော့ဗီဒီယိုကိုဆုံးဖြတ်ကြည့်ပေးဖို့ပြသရက်ခံရှင်းပါတယ်အပိုင်းတွေယူကရိန်းဒရုန်းစနစ်လိုပဲလှုပ်ဆောင်ခဲ့ပုံ ယူကရိန်းအင်ဂျင်နီယာများဟာကုန်တင်ကားများ၏နောက်ဘက်မှာတပ်ဆင်ထားတဲ့တာမန်တသားတဲ့ဖြင့်ဖုတ်ထားတဲ့ညံကျဲတဲ့ဒရုန်းပစ်လို့စနစ်ကိုဒီဇိုင်းဆွဲခဲ့ပါတယ်။ဤယူရှားနိုင်တဲ့ကွန်တင်နာများဟာရိုးရှင်းသည့်ကြိလက်တဲများနဲ့ပုံစံတူညီပြီးအသွင်ပိုင်းမှာခိုင်ခန့်အီဆောင်မှုများ ဖုံးဝဲထားတဲ့ပလက်ဖောင်းများပတိအာသွင်ကစနစ်များနဲ့အာယုံခံကိရိယာများကိုထိန်းချုပ်နိုင်တဲ့အမိုးရန်နရာများပါဝင်ပါတယ်။ဒီဇိုင်းဟာဒရုန်းမျိုးစားပုံမူတည်၍တောင်းလိုက်တော့မဟုတ် တောင်ဆောင်ပြုလုပ်နိုင်စေပြီးတိဆောက်ထားတဲ့အချက်ပြလိုင်းအခါရံများက၎င်းတို့ကိုရုရှားစောင့်ကြီးစနစ်များ၏စောစီးစွာတည်ရှိမှုမှကာကွယ်ပေးထားပါတယ်။၎င်းရုရှားနိုင်ငံတော်မျိုးမှအတင့်ဖြစ်ပြီးနောက်ယူကရိန်းထောက်လိုင်းအဖွဲ့များဟာရုရှားနေမြေတွင်တို့ရွှေ့ပြောင်းဝင်ရောက်ခဲ့ကြပါတယ်။ဒါများကိုတောချပြီးဒီကြောင့်စခန်းများနှိရှိရာတတော်လေယာဉ်တို့မှစက်မှုစုံများကဲ့သို့သောကြိုတင်ရွေးချယ်ထားသည့်နေရာများသို့ တိတိစိတ်မောင်းနေခဲ့ပြီးကဝင်းကျင်နဲ့ရောနောသွားစီခဲ့က၎င်းတို့ဟာရတဲ့ဘက်ပေါ်များစွာသတော်များအားအစဉ်နဲ့တက်ဆင်ထားပြီးတော့ဒီ project ကိုစတင်အမေကိုဆောင်ဆိုင်ညီခဲ့ကြပါတယ်အမေရလို့စတင်ရအချိန်တန်တဲ့အခါလှေဝဲကုန်များကနေအချက်ပြများပြပုတ်ခံရပြီးတော့ကွန်တိန်နာအမှုများပြုတ်ကြကသတော်များ download တို့မဟုတ်ရေပြာစနစ်ဖြင့်အတန်အသေးစွာ ပြလွတ်လိုက်ပါတယ်ပြလွတ်သည့်နေရာတွေကတော့ပြင့်မဲ့များနဲ့မိုင်းနှမိုင်းခန့်တာခေါ်ပြီးတော့ကြောင်းဖက်ရှားရဲ့ကာဝေးစစ်ကလုံးဝတော့မြန်ချင်းနေရာခဲ့ပါဘူးအပိုင်းနဲ့တိုက်ခိုက်မှုနဲ့ရလံများစစ်စင်ရင်မှုများဟာတိုက်လေရင် လောင်စာလျှို့ရုံနဲ့ဝေရပ်စကန်များစီတို့ဒရုန်းများကိုတိကျစွာလမ်းကြောင်းပိတ်ရန်တိုက်ရိုက်ဗီဒီယိုဖြင့်လက်တွေ့ချင်းချုပ်ခဲ့ပြီးတော့ ဒရုန်းများတွင်လေယာဉ်ကိုတဲ့များကိုထိုးဖောက်နိုင်တဲ့ပြင်းထန်သောပေါက်ကွဲပစ္စည်းအချီးဒါမှမဟုတ်ပုံမှန်ထားတဲ့ပစ္စည်းရှိတ်ချဲများကိုတက်ဆင်ထားပြီးအချို့မှာတိုင်းမြင့်တွေနဲ့ပေါက်ကွဲပြီးတော့အချို့ကတော့နောက်ဆက်တွဲအနေနဲ့ဖျက်ဆွမ်းအားမြင်မစေရန်နှောင်းဒီပေါက်ကွဲသည့်ဖျူးစမိတ်ကိုအတုံးဖြူထားပါတယ်ဒီစစ်ဆင်ရာသောစစ်ပွဲရဲ့တိုးတက်မှုနဲ့ယူကရိန်းနဲ့ရုရှားနယ်အတွင်းတို့ထိုးပေါက်နိုင်စွမ်းကိုပြသခဲ့တဲ့ပေါ်ဖြစ်ပါတယ် စုစုပေါင်းဒရုန်း139စီးပြုလုပ်ခဲ့ပြီးလေကြောင်းစခန်း9ခုကိုချိန်မှန်ခဲ့ကရုရှားရဲ့နျူကလ িয়ার ပုံကျဲလေယာဉ်များရဲ့34ရာခိုင်နှုန်းခန့်ကိုဖျက်ဆီးစေခဲ့ပါတယ်။ထိပ်တန်းမြင့်မှန်များကတော့ TU-22M နဲ့ TU-160 ပုံကျဲလေယာဉ်များ A50 လေကြောင်းစောင့်ကြည့်လေယာဉ်များပေါင်းပြီးတော့စုစုပေါင်းလေယာဉ်40ကျော်ကိုဖျက်ဆီးစေခဲ့ပါတယ်။အပိုင်းတော်ဒရုန်းနည်းပညာအသေးစိတ် အပီပီဒရုန်းတိစားပေါ်ကာဗွန်ဖိုင်ဘာပေါင်စတစ်ဂျီစတစ်ကတော့ပေါ်ပါပြီးတော့ခိုင်ခဲတဲ့တိစားမှုဖြစ်ပြီးတော့တန်ကာ၄ခုတန်ကာ၄ခုကတော့တည်ငြိမ်မှုအတွက်စန့်ကျင်တဲ့လေပတ်မှုစနစ်ဖြစ်ပါလေမာတာပုတ်ဖြင့်ဒရုန်း၏အုံနှော့ပစ္စည်းများကိုချိတ်ဆက်ထိန်းချုပ်ခြင်းဗရီမျိုးစားကတော့မိနစ်20 30ခန့်လဲပတ်နိုင်တဲ့ဗရီဖြစ်ပြီးတော့ကင်မရာကတော့အရှိကင်မရာကတော့ဗီဒီယိုတိုက်ရိုက်ဗီဒီယိုထုတ်လို့ရန်ဖြစ်ပြီး73 PC Wehe RPG 7သုံးပြတ်တော့မဟုတ် အမျိုးများပြည့်ခတ်နိုင်တဲ့စနစ်များပါဝင်ပါတယ်။လေယောင်ကြီးပညာများကတော့ fiber optic ထိန်းချုပ်မှုလျှက်စစ်စပွဲနောက်ရှက်မှုကိုခံနေရှိတော့လဲပဲပြန်တန်းချိန်15မိနစ်ဝင်း30ခန်းတာကန့်တက်ထားပါလေ။နောက်တစ်ခုကတော့အချက်ပြအဖြစ်တော့အထက်ကဒရုန်းနဲ့ထိန်းချုပ်သူကြအချက်လက်ဆက်တက်မှုပြတောက်စေရန်ဒီဒရုန်းစစ်ကပြုလုပ်ပေးထားပါလေ။အပိုင်းလေးနျူကလ িয়ার ဘုံကျဲလီများရဲ့အန်ရဲ့ ယူရင်းဟာ TU22 MN, TU95, TU160 တို့ကဲ့သို့ဒူလီယာပုံကျဲလင်များကိုပြစ်မှတ်ထားတဲ့အကြောင်းရင်းကတော့၎င်းတို့ရဲ့ပူတွဲတိုက်ခိုက်နိုင်စွမ်းကြောင့်ပဲဖြစ်ပါတယ်။ TU22 M, K8, 22 K832 ဟာဒေါကြီးများဖြင့်ရန်သွင်းမောများကိုအထူးတိုက်ဦးတီတိုက်ခိုက်နိုင်ပြီးတော့ TU95 ကတော့ဆက်သွယ်စနစ်များကိုဖျက်ဆီးကာကုကဲမှုဖို့ဌာနအဖြစ်ဆောင်ရွက်ပေးပါတယ်။ TU160 တို့ white sun ကတော့ရေဒါအောက်မှာနှိမ်ပြန်တန်းတဲ့ခရုတောကြီးများဖြင့်နူရီယာတိုက်ခိုက်မှုကိုပြုလုပ်နိုင်တဲ့ဒီအိုမတ်ဆစ်စီလိုပဲဖြစ်ပါတယ်။ဒီလိုယူကရိန်းရဲ့ပင့်ကွယ်စစ်စင်ရေးကိုရုရှားကပြန်တုံ့ပြန်ပြီးလက်စားချနိုင်ပါတယ်။ဒီလိုလက်စားချရင်တော့နူရီယာလက်နက်ကိုအသုံးပြုနိုင်ပြီးတကယ်လို့နူရီယာတိုက်ပွဲဖြစ်ပါဖြစ်ပါပါကနောက်ဆက်တဲ့ဆိုးတူဒီကတော့နူရီယာပတ်ဝဲမှုကြောင့်ရေဒီယိုတတိကျဖုံပေါ်များလေးတို့မှာပြန့်နှံ့ပြီးတော့ ယူရောပအရုရှားအာရှားလက်ခလုံးတို့ကုဆက်နိုင်ကအလွန်အလွန်အန္တရာယ်များစွာချိကြိုက်စီနေပါလေဒီလိုမျိုးနိုကရီးယားတိုက်ပွဲကတော့မိသူမမနိုင်တဲ့အချင်းတို့ဥကြည်သွားပြီးတော့ဒီလိုမျိုးတိုက်ပွဲဟာလူတက်ပေါင်းများစွာကိုတည်စေတော့အောင်ခံတီးပြီးသွားပါလိမ့်မယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ယူကရိန်းရဲ့ပင့်ကွင်း project ကြီးချောင်းကိုတက်ဆက်ပြီးတော့တာပဲဖြစ်ပါတယ်ဒီ project ကြီးကိုယူဝါရှားရဲ့တမရာပူတင်ကတော့တုံ့ပြန်မယ်ဆိုရင်တော့နိုကရီးယားဟာကျွန်တော် အပိုင်းဖြစ်အန်ဒီရပါတယ်ဒီလိုမျိုးတုံ့ပြန်ခရင်တော့ကျွန်တော်ကဘာကြီးဟာကျွန်တော်ရေဘုံဝါကိုချောက်ဆရာကောင်းတဲ့အချင်းတွေကိုပုစီသွားမှဦးတည်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးနဲ့ကြည့်ပေးကြလို့ခြေစူးတင်ပါတယ်